အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ကိုရီးယားဘာသာစကားရဲ့တရားပိုင်းနဲ့ပတ်သက်ပြီးတော့သင်ပြသွားမှာဖြစ်ပါတယ်ကိုရီးယားဘာသာစကားမှာတရားကို moon pop လို့ခေါ်ပါတယ် moon pop ဆိုတာကကြတော့တရားပါဒီနေ့သင်ပေးမယ့်တရားကတော့ကရိယာပေါင်းဥလလေယူမလဲမလားလိတ်မလားဆိုတဲ့တရားပုံစံလေးကိုသင်ပြသွားမှာဖြစ်ပါတယ်ကရိယာပေါင်းဥလလေယူဆိုတဲ့ဒီတရားပုံစံလေးကကြတော့သူကအမေးပုံစံကောအဖြေပုံစံကောနှစ်မျိုးစလုံးအသုံးပြုလို့ရပါတယ်ကရိယာပေါင်းဥလလေယူ question mark ပါတယ်ဆိုရင်တော့မလဲမလားလိတ်မလားအဖြေပုံစံဆိုလို့ရှိရင်တော့ ရာပေါင်ဥလလေရို question မမပါဘူးမဲလိတ်မဲဆိုပြီးတော့အသုံးပြုလို့ရတဲ့တရားပုံစံဖြစ်တယ်ဒီတရားပုံစံလေးကကြတော့သူကတာမန်သုံးအနေနဲ့အသုံးပြုတဲ့တရားပုံစံဖြစ်တယ်ကိုနဲ့တင်းရင်တင်းနီအသုံးပြုပြီးတော့ပေါ့နော်မေးလို့ရတယ်လူပြောလို့ရတယ်သူဆိုလို့ရှိရင်ဒီတရားပုံစံလေးကိုအသုံးပြုတယ်တာမန်သုံးအနေနဲ့အသုံးပြုရတဲ့တရားပုံစံဖြစ်တယ်ဟုတ်ပြီနော်အဲကိုထအသက်ကြီးတဲ့လူရာစုကြီးတဲ့လူယဉ်ကျေးကျေးပြောဆိုဆက်ဆံရမယ်သူဆိုရင်တော့ဒီတရားပုံစံလေးကိုအသုံးမပြုပါဘူးဟုတ်ပြီနော်အဲဆိုတော့ခါကြတော့ဒီတရားပုံစံလေးကကြတော့သူက ကရိယာမှာအသက်ပါတယ်ဆိုလို့ရှိရင်တော့ဥလေယူနဲ့မိပယာမှာဖြစ်တယ် question mark ထည့်မယ်အကြတော့ကရိယာမှာအသက်မပါဘူးဆိုလို့ရှိရင်တော့လလေယူနဲ့မိပယာမှာဖြစ်ပါတယ်ဟုတ်ပြီနော်တကယ်လို့ဒီမှာအဖြေပုံစံပြောမယ်ဆိုလို့ရှိရင်လည်းပဲကရိယာမှာအသက်ပါတယ်ဆိုရင်ဥလေယူ question mark မပါဘူးဒီမှာအသက်မပါဘူးဆိုလို့ရှိရင်တော့သူကလလေယူကိုကတ်ပြီးတော့အသုံးပြုပေးရမှာဖြစ်တယ်ဒီသရာပုံစံကကြတော့အမေရောအဖြေရောကအနာဂတ်အတွက်အသုံးပြုရဲအနာဂတ်အတွက်မိရဲအနာဂတ်အတွက်အသုံးပြုရဲသရာပုံစံလေးဖြစ်တာပေါ့ဟုတ်ပြီနော်အဲဆိုတော့ကာမန်တော့ တရာဖြစ်တယ်အနာဂတ်အနာဂတ်အတွက်အသုံးပြုတဲ့တရာပုံစံဖြစ်တယ်အဲဒါလေးသိထားဖို့လိုပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်အဲကျတော့ဥပမာလေးတွေနဲ့ပြကြည့်အောင်เนาะ ဟုတ်ပြီဒါဆိုတော့ခါကြဒီမှာပရမအုံးဆုံးကရိယာလေးကကြတော့ဒီမှာ mock တာဆိုတာကကြတော့စားသည်အဲ့ဒီစားသည်ဆိုတဲ့ကရိယာကိုဒီတရာကိုအသုံးပြုကြည့်အောင်ပေါ့နော်ကရိယာတစ်ခုကိုတရာအသုံးပြုရမယ်ဆိုရင်အဲ့ဒီကရိယာကနေပြီးတော့ဒါကိုဖြုတ်မယ်ဒါဆိုတာကကြတော့တီကိုပြောတာပေါ့နော်အဲ့တော့ဒါကိုဖြုတ်လိုက်တယ်ဒါကိုဖြုတ်လိုက်တဲ့အခါမှာဒီမှာ mock မှာကကြတော့အသက်ပါတယ်အသက်ပါတာဆိုလို့ရှိရင်တော့သူကအမေးပုံစံနဲ့ပြောမယ်ဆိုလို့ရှိရင်အသက်ပါရင်ဒီမှာ ulle you question mark ထည့်မယ်တနောက်ကအဖြေပုံစံနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ ulle you အဲ့ကြတော့ question mark မပါဘူးပေါ့ဟုတ်ပြီနော်အဲ့ဆိုဒီမှာ မေးပုံစံလေးနဲ့ကြတော့ more mogulay ရောဒီမှာဒီ mock မှာအသက်ပါဖြစ်တဲ့တဲ့နောက်က ulay ရိုးထည့်ပေးလိုက်တယ်နော် more mogulay ရောပါစားမလဲဒါအမေးပုံစံလေးနဲ့မေးလိုက်တယ် more mogulay ရောပါစားမလဲအဲဒီလိုမျိုးမေးလို့ရတယ်ဟောပြီးတော့အဖြေပုံစံနဲ့လည်းအသုံးပြုရတာဖြစ်တဲ့အတွက် journal nice ကနောမှုတော်ဆော ice cream mogulay ရော ျွန်တော်ကတော့ရာသီဥတုကအရန်ပူတော့ကြောင်ရေခဲမုံစားမယ်အဲဒီလိုမျိုးလေးပြန်ဖြေလို့ရတယ်ဂျွန်နွန်ကျွန်တော်ကတော့နားရှိကရာသီဥတုကနောမှုတော်ဝော့ဆော် အရန်ပူတော့ကြာ ice cream မော်ဂလဲမော်ကြတော့မော်ဂလဲရောရေခဲမုတ်စားမယ် ice cream ဆိုကြတော့ရေခဲမုတ်ဒါကြတော့ဥရုတရာလေးထည့်ပြတာပေါ့နော် ice cream ရေခဲမုတ်ကိုမော်ဂလဲရောဆိုကြတော့စားမယ်အဲဒီလိုပုံစံမျိုးလေးအသုံးပြုလို့ရပါတယ်ဒီမှာ mock မှာအသက်ပါတာဖြစ်တဲ့အတွက်အဖြေမှာလည်းပဲဥလဲရူကိုပဲအသုံးပြုပေးရမှာဖြစ်တယ် question mark တော့ဖြိုအောင်ပါပေါ့နော် hobby ဒါဆိုလို့ရှိရင်ဒီမှာအမေးနဲ့ပြောမယ်ဆိုရင်တော့ more မော်ဂလဲရောဘာစားမလဲအတန်လေးနည်းနည်းမြင်ပြောပါဒီမှာအဖြေနဲ့ပြောမယ်ဆိုရင်တော့ ကျွန်တော်နားရှိကနော်မှုတော်ဝဆောအိုင်စခရမမကူလေယောကျွန်တော်ကတော့ရာတီဥဒုကအရန်ပူတော့ကြောင့်ရေခဲမုံစားမယ်အဲဒီလိုမျိုးလေးအသုံးပြုပြီးတော့မေးလို့ဖြေလို့ရပါတယ် ဟုတ်ပြီနောက်ထပ်ကရိယာတစ်ခုကိုအသုံးပြုကြည့်မယ်ဂါရာဆိုတာကကြတော့သွားသည်အဲ့ဒီသွားသည်ဆိုတဲ့ကရိယာကိုဝါကြတယ်မှာထည့်သွင်းမှာဖြစ်တဲ့အတွက်ကရိယာကဒါကိုဖြုတ်မယ်ဟုတ်ပြီအဲ့ဆိုတော့ဂါမအသက်မပါတာဖြစ်တဲ့အတွက်သူကအသက်မပါရင်သုံးတယ်လာလေယူလေးကပ်ပြီးတော့အသုံးပြုပေးလိုက်ရုံပါပဲဟုတ်ပြီနော်နေအီလ်အော်ဒီယေဂါလေယောမနေ့ဖြန်ဘေကိုသွားမလဲဟုတ်ပြီနော်နေအီလ်ဆိုတာကြတော့မနေ့ဖြန်အော်ဒီယေဘေကိုဂါလေယူသွားမလဲဟုတ်ပြီလားနေအီအော်ဒီယေဂါလေယောမနေ့ဖြန်ဘေသွားမလဲဟာအနာကမှာဘာလုပ်မှာလဲဒါဒီခုလက်ရှိမှာမဟုတ်ရင်အားလုံးက တော့အဲကျတော့အနာကက်ပဲလေနော်လက်ရှိလုံနေတာမဟုတ်ဘူးခဏနေမှာပဲဖြစ်ဖြစ်အဲလာအဲတွားမနက်ဖြန်မှာပဲဖြစ်ဖြစ်ဒီလိုပုံစံမျိုးဆိုရင်ဒါအနာကက်နေနဲ့အသုံးပြုတာဖြစ်တယ် nail audio ရဲ့ကလည်းရောမနက်ဖြန်ဘေးကိုတွားမှာလေပြန်ဖြေတဲ့လူကလည်းပဲချင်းကူဟာကိုရောဟင်းကူကလည်းရောတန်ငယ်ချင်းနဲ့ခီးသွားမယ်အဲဒီလိုမျိုးလေးပြန်ဖြေလို့ရတယ်ဂါဒါမှာတက်မှာမပါတာဖြစ်တဲ့အတွက်လက်လေကိုကတ်ပြီးတော့အသုံးပြုပေးထားတာဖြစ်ပါတယ်ဟုတ်ပြီအမေရောအဖေရောပြောလို့ရရင်နော်ချင်းကူဟာကိုရောဟင်းကူကလည်းရောတန်ငယ်ချင်းနဲ့ခီးသွားမယ်အဲဒီလိုမျိုးလေးအမေအဖေ အသုံးပြုလို့ရပါတယ်။ဟောပြီးဟာဒါဆိုလို့ရှိရင်နောက်ထပ်ကရိယာတစ်လုံးကိုထပ်သုံးကြည့်ရအောင်။ဒီမှာ jungle ဘူတာဆိုတာကကြတော့ဈေးဝယ်ထွက်သည်။အဲဈေးဝယ်ထွက်သည်ဆိုတဲ့ကရိယာလေးကိုဝါကြထဲမှာထည့်သုံးကြည့်မှာဖြစ်တဲ့အတွက်ကရိယာကဒါကိုဖြုတ်လိုက်မယ်။ဟောပြီးနော်ဖြုတ်ပြီးတော့ခါကြတော့ဒီမှာ우리 jungle ဘူလေရော ငါတို့ဈေးဝယ်ထွက်မလားဟာလာဥရီလေးဆိုတာကြတော့ငါတို့ဂျန်ဂူပိုလေရောဆိုတာကြတော့ဈေးဝယ်ထွက်မလားဂျန်ဂူပိုတာဈေးဝယ်ထွက်သည်လေဟုတ်ပြီနော်ဒါဖြုတ်လိုက်တော့ခါရဒီမှာပိုချန်တာပိုမှာအတန့်ပါဖြစ်တဲ့အတွက်လက်လေယူလေးကပ်ပြီးတော့မေးလိုက်တာပေါ့ဟုတ်ပြီနော်အိုရီဂျန်ဂူပိုလေရောငါတို့ဈေးဝယ်ထွက်မလားအဲအဲ့လိုမျိုးမေးပြီးရင်ဖြေတဲ့လူကပြန်ဖြေမယ်ကျွန်တော်အီဒီမာနာဆိုဂျူမာရဲကျန်ကူပိုလက်ရောကျွန်တော်ကတော့အလိုများလိုပိတ်ရမှဈေးဝယ်ထွက်မယ်ကျွန်တော်ကျွန်တော်ကတော့အီဒီမာနာဆိုအလိုများလို့ ကျမရဲပေးရမှဒါမှမဟုတ်ရင်ပေးရမှဂျောင်းငူပူလက်ရောဆိုကြတော့ဈေးဝယ်ထွက်မယ်အဲဒီလိုမျိုးလေးအဖြေပုံစံလည်းအသုံးပြုလို့ရပါတယ်။ ఓ ရီဂျောင်းငူပူလက်ရောငါတို့ဈေးဝယ်ထွက်မလား။ဂျွန်နွန်အီရီမာနာဆိုကျမရဲဂျောင်းငူပူလက်ရော ျွန်တော်ကတော့အလိုများလို့ပေးရမှဇီဝထွက်မယ်အဲဒီလိုမျိုးလေးအမေးအဖြေပြောလို့ရပါပြီဟုတ်ပြီနော်ဒီမှာဆိုလို့ရှိရင်노래하다ဆိုတာကြတော့တချင်းဆိုသည်တချင်းဆိုစီသူဆိုတဲ့ဒီကရိယာလေးကိုလည်းပဲဝါကြတယ်မှာထည့်သုံးမှာဖြစ်တဲ့ဒီကရိယာကဒါကိုဖြုတ်လိုက်မယ်ဟုတ်ပြီအဲ့ဒါဆိုတော့ခါကြတော့ကြည့်မယ်노래ပန်းငယ်ဆော노래하래요အဲကြတော့ karaoke မှာတချင်းဆိုမလား노래ပန်းဆိုတာကကြတော့တချင်းဆိုကန်ဒါမှမဟုတ်ရင် karaoke ကိုပြောတာဟုတ်ပြီနော်အဲဆိုတော့노래ပန်းငယ်ဆော karaoke မှာ노래하래요တချင်းဆိုမလားအဲဒီလိုမျိုးလေးမိလိုက်တာပေါ့ဟုတ်ပြီ ရောဟာမတက်မပါတာဖြစ်တဲ့အတွက်လက်လေယူကပ်ပြီးတော့အသုံးပြုပေးထားတယ်။ဟုတ်ပြီပြန်ဖြေမယ်။ပြန်ပြေတဲ့ခါမှာလဲနဲကျွန်တော်노래하는거수아주좋아해서노래할래요ဟုတ်ကဲ့ကျွန်တော်ကတော့တခြင်းဆိုတဲ့အရာကိုအရင်ကြိုက်လို့တခြင်းဆိုမယ်နဲဟုတ်ကဲ့ ကျွန်တော်ကျွန်တော်ကတော့노래하다တခြင်းဆိုသည်ဒီမှာနင်းဆိုတာကကြတော့ death ဆိုတဲ့အဓိပ္ပာယ်ကိုယူလိုက်တာ노래하는တခြင်းဆိုတဲ့ gossip အရာကို god ဆိုတာကအရာဒါကြတော့ဥရုတရာလေးကပ်ပေးထားတာပေါ့ဟုတ်ပြီနော်အဲဆိုတော့노래하는 gossip ကြတော့တခြင်းဆိုတဲ့အရာကိုအာကျူကြွားရဲ့ဆိုအရန်ကြိုက်လို့အရန်ကြိုက်တော့ကြောင့်ပေါ့နော်노래 ဟာလေယောဆိုကြတော့တချင်းဆိုမဲ့အဲဒီလိုမျိုးလေးအသုံးပြုလို့ရပါတယ်ဟုတ်ပြီနော်ဂျွန်နွန်ကျွန်တော်ကတော့နိုရဲဟာနင်းကောဆူတချင်းဆိုတဲ့အရာကိုနော်မူချွာဟဲဆိုအရန်ကြိုက်လို့ဟလာ နိုရဲဟာလည်းရောတချင်းဆိုမဲ့အဒီမျိုးလေးပြန်ပြီးတော့ဖြေလို့ရပါတယ်ဟုတ်ပြီနော်အဲဆိုတော့နိုရဲဘန်းငယ်စောနိုရဲဟာလည်းရောကာရာအိုကေမှာတချင်းဆိုမလားနဲကျွန်တော်နိုရဲဟာနဲ့ကောဆူအာဂျူဂျူဝါရဲ့စောနိုရဲဟာလည်းရောကျွန်တော်ကတော့ဟုတ်ကဲ့ကျွန်တော်ကတော့တချင်းဆိုတဲ့အရာကိုအရင်ကြိုက်လို့တချင်းဆိုမဲ့အဲဒီလိုမျိုးလေးအမေအမေအဖြစ်ပြောလို့ရပြီနောက်အွန်တုံးကူဟာတာဆိုတော့အာကစားလို့ဒီအာကစားလို့ဒီဆိုတဲ့ဒီစလုံးလေးကိုလည်းပဲဝါကြတယ်မှာထည့်သွင်းမှာဖြစ်တဲ့အတွက်ကရိယာကဒီမှာဒါကိုဖြုတ်လိုက်တယ်ဟုတ်ပြီနော်အဟာမှာအသက်မပါတာဖြစ်တဲ့အတွက် က်လာလေယူလေးကပ်ပြီးတော့မေးမဖြေမေပေါ့ဟုတ်ပြီနော်အဲ့ဒါဆိုတော့ခါကြတော့ဒီမှာဂျမားတဲ့ဂုံဂုံတဲ့ကာဆော온동우하래요ပေးရမှာပန်းချန်သွားပြီးအကားစားလို့မလားဂျမားတဲ့ပေးရမှာဂုံဂုံတဲ့ကာဆော့ပန်းချန်သွားပြီး온동우할래요아가사လုံမလားဟလာအဲ့ဆိုတော့ပြန်ပြင်မယ်네우리같이온동우 ဟာလဲဟာကြတော့ဟာလဲရောဟုတ်ကဲ့ငါတို့အတူတူအကစားလုပ်မယ်နဲဆိုတော့ကကြောဟုတ်ကဲ့ဝူရီဆိုတော့ငါတို့ဒီမှာကချီဒီမှာထထက်နဲ့ ਈ အတွဲနဲ့တွေ့တဲ့အခါမှာသူကချအတန်းသူကထီလို့မထွက်ပြန်နဲ့ချီလို့ထွက်ပြန်ရမှာဖြစ်ပါတယ်ကချီလို့ထွက်ပြန်ရမှာကချီဆိုတော့အတူတူဟုတ်တယ်နော်အွန်တော်ငူဟာလဲရောဆိုတော့အကစားလုပ်မယ်အဲဒီလိုမျိုးလေးပြောလို့ရပါတယ်အကြတော့နဲဝူရီကချီအွန်တော်ငူဟာလဲရောဟုတ်ကဲ့ငါတို့အတူတူအကစားလုပ်မယ်ဆိုပြီးတော့ဒီလိုမျိုးလေးအမေးအဖြေပြောလို့ရပါပြီ ဟုတ်ပြီဒါဆိုလို့ရှိရင်တော့ဒီကိရိယာပောင်းဥလလည်ယူတရားလေးကိုနားလည်လိမ့်မယ်ထင်ပါတယ်အမေးပုံစံကအဖြေပုံစံကအသုံးပြုလို့ရတယ်ကိရိယာပောင်းဥလလည်ယူကိုသူကမေးတဲ့အခါမှာကိရိယာပောင်းဥလလည်ယူနဲ့မေးပြီးတော့ကိရိယာပောင်းဥလလည်ယူနဲ့ပြန်ဖြေထားတာကဒီတရားပုံစံကိုသူကသင်နေတာဖြစ်တဲ့အတွက်အမေးရောဖြေရောနှစ်ခုစလုံးဒီလိုမျိုးတုံထားတာနော်တကယ်လို့ဒီကိရိယာပောင်းဥလလည်ယူနဲ့မေးတာအောင်မှာတခြားတရားပုံစံနဲ့ဖြေမယ်ဆိုရင်လည်းပဲရတယ်ဟုတ်ပြီနော်အဲ့ဒါလေးလေးသိထားဖို့လိုပါတယ်ဟုတ်ပြီဒါဆိုတော့ခါကျတော့ကိရိယာပောင်းဥလလည်ယူတရားလေးကိုတခြားလေးလေ့လာကြပါလို့ပြောချင်ပါတယ်ဟုတ်ပြီနော်ဝါကြလေးတွေပြန် င်ဖတ်ကြည့်မယ်နော်ဒီမှာအမင်းနဲ့မိမယ်မောမဂူလယောဘာစားမလဲမောမဂူလယောဘာစားမလဲအဲလားအဲ့ကြတော့အမင်းမှာအတန်လေးနည်းနည်းမြင်ပြောနော်မောမဂူလယောဘာစားမလဲအဲ့တော့ 저는날씨가너무더워서아이스크림을먹을래요.저는가로야두우루아얀부도장예개몽사메.저는날씨가너무더워서아이스크림을먹을래요.에디로묘리ပြောမယ်เนาะ.어비나다가나나တမျိုးပြောကြည့်မယ်.네일어디에갈래요?မနေ့ပြန်베고도와믈래.네일어디에갈래요?မနေ့ပြန်베고도와믈래.친구하고여행을갈래요?တငယ်ချင်းနဲ့ခရီးသွားမယ်.친구하고여행을갈래요?တငယ်ချင်းနဲ့ခရီးသွားမယ်.နောက် အိုရီချန်ကိုပိုလဲရောငါတို့ဈေးဝယ်ထွက်မလားအိုရီချန်ကိုပိုလဲရောငါတို့ဈေးဝယ်ထွက်မလားဂျွန်နွန်အီရီမာနာဆိုဂျူမာရဲကြတော့ဂျမ်မှု ပိုလဲရောဟဲ့တော့ဂျန်ငူပိုလဲရော sorry နော်ကျွန်တော်အီဒီမာနာဆိုကျမရဲဂျန်ငူပိုလဲရောကျွန်တော်ကတော့အလုံများလို့ပေးရမှဇီဝဲထွက်မယ်ဟုတ်ပြီနော်ကျွန်တော်အီဒီမာနာဆိုကျမရဲဂျန်ငူပိုလဲရောဟုတ်ပြီနော်ဒီမျိုးလေးပြောလို့ရပါပြီဟုတ်ပြီနောက်တစ်ခါဒီမှာနိုရဲဟာတာတခြင်းဆိုတီဆိုတဲ့အဲကြတော့စာကြောင်းလေးပြောကြည့်မယ်နိုရဲပန်းငယ်ဆိုနိုရဲဟာလဲရော ာရာအိုကေမှာတချင်းဆိုမလားနိုရဲပန်းငယ်စောနိုရဲဟာလေရောအဲ့လားကာရာအိုကေမှာတချင်းဆိုမလားနဲကျွန်တော်နိုရဲဟာနင်းကောဆူအာဂျူဂျူဝါရဲစောနိုရဲဟာလေရောဟာလာကြတော့ဟုတ်ကဲ့ကျွန်တော်ကတော့တချင်းဆိုတဲ့အရာကိုအရင်ကြိုက်လို့တချင်းဆိုမယ်နဲကျွန်တော်နိုရဲဟာနင်းကောဆူအာဂျူဂျူဝါရဲစောနိုရဲဟာလေရောအဲဒီလိုမျိုးလေးပြန်ဖြေလို့ရပါပြီဟုတ်ပြီဒါဆိုရင်တော့တလုံးကိုပြောကြည့်ရအောင်နောက်ဒီမှာကျမတဲ့ဂုံဂုံလေးကဆောအွန်တုံကူဟာလေရော ပေးရမှာပန်းချန်သွားပြီးအားကစားလို့မလားကျမတဲ့ဂုံဝန်းထဲကဆောဝန်တော်ငူဟာလေယောပေးရမှာပေးရမှာပန်းချန်သွားပြီးအားကစားလို့မလားနဲဥရိကတ်ချီဝန်တော်ငူဟာလေယောဟုတ်ကဲ့ငါတို့အတူတူအားကစားလို့မယ်နဲဥရိကတ်ချီဝန်တော်ငူဟာလေယော โอเคငါတို့အတူတူအားကစားလုပ်မယ်ဟလာဒီလိုပုံစံမျိုးလေးအမေးအဖြေအသုံးပြုလို့ရပါပြီဟုတ်ပြီဒါဆိုလို့ရှိရင်တော့ကြိယာပောင်းဥလလည်းရတရာလေးနဲ့ပတ်သက်ပြီးတော့နားလည်လိမ့်မယ်လို့ထင်ပါတယ်အဲကျတော့တရာလေးတွေကိုတည်တည်ချာချာလေ့လာပါတရာရပြီဆိုလို့ရှိရင်စာကြောင်းတွေအများကြီးရေးတဲ့မှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုတော့ခါကြတော့ကိုရီးယားဘာသာစကားလေ့လာတာတိုးတက်ကြပါစေအားလုံးအဆင်ပြေကြပါစေအားလုံးကျန်းမာကြပါစေရှင်